2025ခုနှစ်နှစ်ဝက်မှာဝေဝင်ကံကောင်းလာတော့မယ်နေ့နဲ့၅ခုအကြောင်းကိုဆရာပြောပြပေးတော့မှာဖြစ်ပါတယ်ဆရာတို့အခုဆိုရင်2025ခုနှစ်ရဲ့နှစ်ဝက်ကိုရောက်ရှိလို့လာပါပြီတော့နှစ်ဝက်ဆိုတာတော့ဆရာတို့တစ်လပိုင်းကနေ6လပိုင်းဟိုနှစ်ဝက်လို့ပြောတာဖြစ်ပါတယ်9လပိုင်းကနေ17လပိုင်းထိကိုလည်းနှစ်ဝက်လို့ပြောပါတယ်ပြောတာဖြစ်ပါတယ်အဲ့တော့အခုအခုလာမယ်နှစ်ဝက်9လပိုင်းကနေပြီးတော့17လပိုင်းမှာ ငွေဝင်ကန်ကောင်းလာပြီးတော့အဆဆအရာရာအစဉ်ပြေချောမွေ့လာတော့မယ်နေ့နံ၅ခုအကြောင်းကိုဘီရင်ဟော့ဂိန်းကိုဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်။နော်ဆရာတို့အခု9လပိုင်းကနေစပြီးတော့12လပိုင်းကြီးနှစ်ဝက်မှာကန်ကောင်းလာတော့မယ်နေ့နံ၅ခုကတော့တနင်္ဂနွေရဲ့တောက်ကြရဲ့စနေရဲ့ဗုဒ္ဓဟူးရဲ့အင်္ဂါရဲ့ဖြစ်ပါတယ်။ဒီနေ့နံ၅ခုပါဆိုရင်2025ခုနှစ်နှစ်ဝက်ဖြစ်တဲ့9လပိုင်းကနေ12လပိုင်းအတွင်းမှာ ငွေကြီးကံကောင်းလာတော့မယ်ငွေဝင်လာတော့မယ်မိမိရဲ့ကံစားတာဟာတိုးတက်အောင်မြင်လာတော့မယ်ကံကောင်းခြင်းတွေရရှိလာတော့မှာဖြစ်ပါတယ်အဲ့တော့အခုဆရာပြောပြသွားတဲ့တနင်းကွေရဲ့တောက်ကြရဲ့စနေရဲ့ဗုဒ္ဓဟူးရဲ့အင်္ဂါရဲ့ဒီနေ့နဲ့၅ခုဟာနေ့အစဖြစ်တဲ့တလပိုင်းကနေ၆လပိုင်းအတွင်းမှာကံစိုးနေရာတွေရှိမယ်ကံနှိမ့်နေရာတွေရှိမယ်ကံစားတာညံ့နေရာတွေရှိမယ် ငွေမဝင်ဖြစ်နေရတယ်ရှိမယ်စီးပွားရေးတွေကျဆင်းနေရတယ်ရှိမယ်အဖက်ဖက်မှာရှုံးနှိမ့်မှုတွေအဖက်ဖက်မှာကျဆင်းမှုတွေအဖက်ဖက်မှာအဆင်မပြေမှုတွေရှိနေရတဲ့အားလုံးဆရာတို့ပျောက်သွားပြီးတော့မှခုနလပိုင်းကနေစပြီးတော့ကန်ကောင်းပြီးတော့ငွေဝင်လာပြီးတော့အဆတ်ဆတ်အရာရာအဆင်ပြေလာတော့မှဖြစ်ပါတယ်ဆရာကူပြောပြသွားတော့မယ်နေ့နံ၅ခုပါဆိုရင်ဆရာတို့ပေါ့နော် အလုတ်ကင်နဲ့ပတ်သက်တယ်ဆိုရင်ဆရာတို့နိုင်ငံသားသွားဖို့လှုပ်ထားတဲ့သူတွေဆိုရင်နိုင်ငံသားကိုသွားရခြင်းရှိရဲ့မိမိရည်ရွယ်ထားတဲ့နိုင်ငံတွေမှာပြင်းကြောင်းသွားတတ်တာမျိုးတွေအလုတ်လှုပ်တာမျိုးတွေဆိုရင်အဆင်ပြေနိုင်တယ်တိုးတက်အောင်မြင်နိုင်ပါတယ်ဆရာတို့နောက်တစ်ခု9လပိုင်းကနေ12လပိုင်းအတွင်းမှာဆရာခုနကပြောတဲ့နေ့နဲ့9ခုပါဆိုရင်အလုတ်အစ်စ်အကူအပြောင်းလုပ်မယ်ဒီအလုတ်ကနေထွက်ပြီးတော့နောက်အလုတ်ကိုလုပ်မယ်ဆိုရင်လည်းအဆင်ပြေနိုင်တယ်အဆင်ပြေချုံးမွေ့နိုင်တယ်အစအစအရာရာမှာလည်းအောင်မြင်တိုးတက်နိုင်ပါတယ်နောက်တစ်ခု အလုံးလက်မဲ့ဖြစ်နေတဲ့သူတွေပေါ့နော်တလပိုင်းကနေ6လပိုင်းအထိအလုံးလက်မဲ့ဖြစ်နေတဲ့သူတွေကလည်း9လပိုင်းကနေ12လပိုင်းအတွင်းမှာအလုံးအကင်တွေရရှိလာလိမ့်မယ်အခွင့်အလမ်းတစ်တွေပေါ်ပေါက်လာလိမ့်မယ်ကိုပိုင်စီးပွားရေးလှုပ်ရှင်တဲ့သူတွေလည်းအဆင်ပြေနိုင်သလိုကုမ္ပဏီတွေမှာတခြားလုပ်ငန်းတွေမှာလုပ်မဲ့သူတွေလည်းအလုံးရကိန်းရှိပါတယ်နော်ပြီးတော့ဇာတ်တို့အလုံးကင်နဲ့ပတ်သက်ပြီးတော့အထက်လူကြီးကကိုယ့်ကိုကူညီတာစောင့်ရှောက်တာ အထက်လူကြီးရဲ့ချစ်ခင်စောင့်မားမှုကိုရရှိရရင်လည်းကြုံရတတ်ပါတယ်ဝန်ထမ်းတွေဆိုရင်လည်းဇာတ်တို့ယာရူးတိုးတာ နေရာကောင်းကိုပြောင်းရွှေ့ရတာလာတာတိုးတာမျိုးတွေလည်းကြုံရတတ်ပါတယ်เนาะအလုံးအစင်မပြေဖြစ်နေတဲ့သူတွေတောင်မှအလုံးအစင်ပြေတာပါလိမ့်မယ်เนาะဆရာတို့ ပြီးတော့စီးပွားရေးနဲ့ပတ်သက်ရင်ဆရာတို့ပေါ့နော်လုပ်ငန်းအစ်စ်လုပ်မဲ့လူတွေလည်းပိုလုပ်ငန်းလုပ်လုပ်ငန်းအစ်စ်လုပ်မဲ့လူတွေလည်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေချောမွေ့နိုင်တယ်ပေါ့နော်ပြီးတော့ဆရာတို့စက်တူရှယ်ယာလုပ်ငန်းတွေလည်းဆရာတို့ပို့ပြီးတော့အကျိုးပေးနိုင်တယ်ပြီးတော့နောက်ခုလက်ရှိလုပ်နေတဲ့အလုပ်တွေကိုလည်းပို့ပြီးတော့တိုးတက်အောင်မြင်လာပါလိမ့်မယ်အောင်မြင်လာမှာတော့9လပိုင်းကနေ12လပိုင်းအတွင်းမဲ့ဖြစ်ပါတယ်เนาะစီးပွားရေးနဲ့ပတ်သက်ရင်တိုးတက်အောင်မြင်လာလိမ့်မယ်စီးပွားရေးတွေအောင်မြင်လာလိမ့်မယ် စီးပွားရေးလုပ်ငန်းအသစ်လုပ်မဲ့သူတွေလည်းအောင်မြင်လာလိမ့်မယ်လက်ရှိလုပ်တဲ့အလုပ်တွေလည်းအောင်မြင်လာလိမ့်မယ်နောက်တစ်ခုကတော့ဇာတ်လို့ပေါ့နော် ဒီစီးပွားရေးနဲ့ပတ်သက်ရင်ဟိုအဆတ်စားအရာရာအဆင်ပြေလာလိမ့်မယ်အယောင်းဝယ်လုပ်နေတဲ့သူတွေလည်းအယောင်းဝယ်တွေကောင်းလာလိမ့်မယ်အောင်းနေတဲ့ပစ္စည်းတွေလည်းရောင်းထွက်လာလိမ့်မယ်ကိုရောင်းကျင်တဲ့ဝယ်ကျင်တဲ့ပစ္စည်းတွေလည်းအယောင်းဝယ်တွေကောင်းလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်နောက်တစ်ခုကတော့အကျွေးရှိတဲ့သူတွေလည်းအကျွေးကျေလာပါလိမ့်မယ်အကျွေးတွေများနေတဲ့သူတွေလည်း9လပိုင်းကနေ17လပိုင်းတွေမှာအကျွေးတွေကျေနာလိမ့်မယ်ပြီးတော့နောက်တစ်ခုလက်လွန်ထားတဲ့ငွေတွေလည်းပြန်ရရှိလိမ့်မယ်ပေါ့နော်အမှုရင်ဆိုင်ရတဲ့သူတွေလည်းအမှုကိစ္စတွေမှာလည်းအောင်မြင်ချောမွေ့နိုင်ပါတယ် နောက်တစ်ခုကဆရာတို့ဒီနေ့နဲ့၅လပါဆိုရင်9လပိုင်းကနေ12လပိုင်းအတွက်အထီကိုငွေဝင်ခြင်းနဲ့အောင်မြင်တိုးတက်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်၅ပါးတိလဆရာတို့လုံဖို့လဲလိုပါတယ်နောက်တစ်ခုကတော့ဆရာတို့ကျမ်းမာရေးကျမ်းမာရေးမှာခြူချာနေတဲ့သူတွေကျမ်းမာရေးညံ့နေတဲ့သူတွေလည်းကျမ်းမာရေးပြန်ကောင်းလာပါလိမ့်မယ်ပေါ့နော်ကျမ်းမာရေးတွေတိုးတက်လာလိမ့်မယ်ကျမ်းမာရေးခြူချာတာတွေလည်းပျောက်လာလိမ့်မယ်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းအောင်မြင်လာလိမ့်မယ်။ဇာမူဝဲဖြစ်ထားတဲ့သူတွေလည်းအောင်မြင်တိုးတက်မှုရရှိလိမ့်မယ်။နိုင်ငံများမှာပညာ ပညာတော်တင်သွားမဲ့လူတွေလည်းအဆင်ပြေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအောင်မြင်တိုးတက်ပြီးတော့ကိုစူးစမ်းရင်စူးစမ်းတော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်တိုးတက်လာပါလိမ့်မယ်နော်ကျမ်းမာရေးလည်းကောင်းတယ်ပညာရေးလည်းကောင်းလာလိမ့်မယ်နောက်တစ်ခုအိမ်တော်ရေးအိမ်တော်ရေးမှာတော့အိမ်တော်ကွဲနေတဲ့သူတွေလည်းအိမ်တော်ရေးပြန်အဆင်ပြေလာလိမ့်မယ်အိမ်တော်ရေးအဆင်မပြေဖြစ်နေတဲ့သူတွေလည်းအိမ်တော်ရေးပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်အိမ်တော်ရေးမှာ တိတိတာတာကိုအိမ်တော်ကြီးတိုးတက်ကောင်းမွန်လာပါလိမ့်မယ်အိမ်တော်ဘက်နဲ့အစဉ်ပြေရာမျိုးတွေအိမ်တော်ဘက်နဲ့ပြန်ချစ်ပြန်ခင်တာမျိုးတွေဖြစ်တတ်ပါတယ်အချစ်ရင်းမှာတော့ဆရာတို့ရည်စားမရှိတဲ့သူတွေကတော့စမ်းပွင့်တတ်တယ်လူချင်းလူခင်ပေါ်တတ်တယ်ရည်စားအစ်စ်ရတတ်ပါတယ်ချစ်သူအစ်စ်ရတတ်ပါတယ်เนาะချစ်သူချစ်သူရှိတဲ့သူတွေကတော့အချစ်ရင်းအစဉ်မပြေဖြစ်နေတော့မှအချစ်ရင်းတွေပြန်အစဉ်ပြေလာပါလိမ့်မယ်เนาะတယောက်နဲ့တယောက်တစ္ဆာရှိဖို့တော့လိုအပ်တယ်တစ္ဆာမရှိတဲ့ခါကျရင်အချစ်ရင်းတွေမှာပူပန်တော့က များလာပြီးသုံးခွေဆိုင်ပြဿနာမျိုးဖြစ်တာ၄ကြုံရတတ်ပါတယ်အဲ့တော့ဆရာတို့အခုပြောသွားတဲ့နေ့နဲ့၅ခုပါဆိုရင်ဆရာတို့ခြုံပြောရမယ်ဆိုရင်9လပိုင်းကနေ17လပိုင်းတွေမှာကန်ကောင်းပြီးငွေဝင်လာတော့မှာဖြစ်ပါတယ်ဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဆရာပြောပြပေးသွားမှာဖြစ်ပါတယ်เนาะပြီးတော့ဒီဗီဒီယိုလေးကိုလည်းဆရာတို့ share ထားပေးပါဆရာအခုအဓိကပြောချင်တာကတော့ဆရာရဲ့ဒီ page အသစ်ဖြစ်တဲ့ video ဆရာထူးမြောင်ဆိုရယ်ဆရာရဲ့ page အသစ်ကို like and follow လေးလုပ်ထားပေးပါ comment မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာ အကြောင်းအရာလေးဇာတာစစ်တာလေးလည်းဆရာပြောပြပေးမှာဖြစ်ပါတယ်နောက်တစ်ခါတော့ဆရာတို့ပေါ့နော်ဒီဗီဒီယိုလေးကိုတေချာပေါက်လေးဆရာတို့ share ထားပေးပါအဲ့ဒါမှခုနကသာသမီအားလုံးဒီဗီဒီယိုတွေ့ပြီးတော့မှကြည့်ပြီးတော့မှစောင်းရန်ရှောင်းရန်လေးတွေသိရမှာဖြစ်ပါတယ်ဒီနေ့နဲ့၅ခုပါဆိုရင်တော့ဆရာတို့ပေါ့နော်ခုနလပိုင်းကနေ၁၂လပိုင်းအတွင်းမှာအတက်နိုင်ဆုံးဝတ်သားအမဲသားလုံးဝမစားတာကောင်းပါလေ အတတ်နိုင်ဆုံးခြေလေးချောင်းလုံးဝမဆိုင်တော့ပိုကောင်းပါတယ်။နောက်ပြီးရင်ဖျားတရားများများလုပ်ပါကုသိုလ်ကောင်းမှုလေးတွေလုပ်ပါပြီးတော့ခိုးစာကျွေးရငှက်စာကျွေးတာငားစာကျွေးရကြီးလည်းလုပ်ပေးပါ။ရှောင်းရမှာတော့ဝန်သားမဲသားတာကြီးငါးကြီးစားရတယ်လို့ဆရာတို့အတတ်နိုင်ဆုံးရှောင်းပေးပါပေါ့နော်။ပြီးတော့ဆရာတို့အပျော်ခရီးသွားတာမျိုးလေးတွေလည်းရှောင်းပေးပါ။အဲ့တော့ခါကျတော့ဒီနေ့ငယ်ငါးခုကကံကောင်းလာတော့မှဖြစ်တဲ့အတွက်ကို့မှာရည်ရွယ်ထားတာတွေစဉ်းစားထားတာတွေ အကြံဉာဏ်တစ်တွေအားလုံးကို9လပိုင်းကနေစပြီးတော့အကောင့်ထဲပေါ်လို့ရပါပြီ။စိုင်တစ်ဖွင့်လို့ရတယ်၊အလုတ်တစ်လုံးလို့ရတယ်၊စီးပွားရေးအစ်စ်လုံးလို့ရတယ်။နော်အိမ်ချမ်းမြေတိုက်ကအစ်စ်အကုန်လုံးဝယ်လို့ရပါတယ်။စပြီးတော့ကန်ကောင်းလာမှာဖြစ်တဲ့အတွက်ဆရာကြိုပြီးတော့ဒါဒီဟော့ကိန်းလေးကိုပြောပြထားပါဖြစ်ပါတယ်။ဆရာဟော့ကိန်းကြီးကတော့လုံးဝတိကျမှန်ကန်ရမယ်ဆိုတာကိုဆရာအာမခံပါတယ်။ပြီးတော့ဒီ900သားသမီးအားလုံးပေါ့နော်ဆရာစီမှာ9လပိုင်းကနေ12လပိုင်းနှစ်ဝက်ကန်စားတာ ကန်ဇာတာစစ်လို့ရတယ်တဲတော့မေးလို့ရတယ်ဇာတာစစ်လို့ရတယ်အချားအမြင်မေးလို့ရတယ်တေးသေးချာချာဆရာကိုယ်တိုင်တေးချာတွက်ချက်ပေးမှဖြစ်လို့ဆရာစီမှာဘေးဒီမေးခြင်းနဲ့ဆိုရင်ဆရာရဲ့ Viber တို့ Telegram တို့ Messenger တို့မှာဆရာနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးတော့ဘေးဒီမေးလို့ရပါတယ်ဆရာစီမှာဆရာအာမခံတဲ့ကိုဘေးဒီဟောပေးမှဖြစ်ပါတယ်ပြီးတော့ဆရာစီမှာဒီအစွမ်းထက်စေးပြောင်းနိုင်တလလာပေါ့เนาะဒီအစွမ်းထက်ရွှေပြောင်းနိုင်ဖြစ်ပါတယ်ဆရာကိုယ်တိုင်တေချာစီမံထားတာဖြစ်ပါတယ်အတိုင်30ဖြစ်ပါတယ်မြတ်စွာဘုရားကို ထွန်းပြီးတော့ဆူတောင်းရမှာဖြစ်ပါတယ်အဲ့တော့အတိုင်30သားဈေးဖြောင်းနိုင်ကိုလည်းဆရာစီမှာလာဝယ်လို့ရပါတယ်အရန်ကိုအစွမ်းထပ်ပြီးတော့ထူးခြားတဲ့တော့ရွှေလက်ကီးဆိုတဲ့ဈေးဖြောင်းနိုင်ဖြစ်ပါတယ်မြန်မာတပီလုံးကိုလည်းပို့ပေးပါတယ်ထိုင်းနိုင်ငံကိုလည်းပို့ပေးပါတယ်နိုင်ငံရခြားတွေကိုလည်းပို့ပေးပါတယ်ခုနှစ်ရသားတပီအားလုံးလည်းကျမ်းမာချမ်းသာကြပါသည်လို့ဆရာကဆူတောင်းပေးပါတယ်ဆရာရဲ့ page ကိုလည်း like and follow လေးလုပ်ထားပေးပါဒီ video လေးကိုလည်း share ထားပေးပါဆရာစီမှာလည်း အခုပဲဘေးရင်မေးလို့ရတယ်ဇာတာဆေးလို့ရပါတယ်ခုနှစ်ရက်သားသမီးအားလုံးနှစ်ဝက်ကနေစပြီးကျမ်းမာချမ်းသာပြီးတော့တိုးတက်အောင်မြင်ပြီးတော့ဒီဆမကလူနိုင်တန်းနိုင်ပြရသည်လို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်